အပိုင်းကိုဆက်မှာတော့ဂျင်ဦးတယောက်အသက်ကယ်စီးအတွက်နောက်ဆုံးလိုအပ်တဲ့မိစ္ဆာရဲ့တန့်စင်တဲ့သွေးကိုရသွားခဲ့ပါတယ်။ဒါကြောင့်သူကဝမ်းတာသွားပေမဲ့တစ်ဖက်မှာလည်းအလုပ်ဖြစ်ပါမလားဆိုပြီးစိတ်ပူနေခဲ့ပါတယ်။ဂျင်ဦးရဲ့မျက်နှာအမူအရာကြောင့်အီရှီရူးကအစဉ်ပြေလာလို့မေးလိုက်ပါတယ်။ဒါကိုဂျင်ဦးကတော့ပြန်ဖြေခဲ့ပါဘူး။သူကစီးအီကိုရောဆက်လိုက်ပြီးခဏကြာမှာတော့ရသွားခဲ့ပါတယ်။အဲဒီချိန်အိုင်ရွန်ကဂျင်ဦးအတွက်ငကားရဲ့ပြတ်သွားတဲ့ခေါင်းပိုင်းကိုပြန်လာရှာပြီးခဲ့ပါတယ်။ဒါကြောင့်ဂျင်ဦးကငကားကိုပြန်ခေါ်လိုက်ပါတယ်။ပြီးတော့သူကငကားကိုကန်ဆယ်လင်းလို့နာမည်ပေးလိုက်ပါတယ်။ အီရှီရူကတော့ဝမ်းတာနေပြီးငကားနဲ့သာဆိုရင်ခဏလေးနဲ့အိမ်ကိုပြန်ရောက်မှာပဲလို့ပြောလိုက်ပြီးအိမ်ကိုရောက်ရင်ပါတီလုပ်မယ်လို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ဂျင်ဟုကတော့အီရှီရူရဲ့စကားကိုစိတ်ဝင်စားပဲသူရောက်လာမဲ့ဆုလက်ကဘယ်တော့တော်လဲဆိုတာကိုလိုက်ရှာနေခဲ့ပါတယ်။ခဏကြာတော့ဂျင်ဟုကကြောက်ခွဲကိုတွေ့သွားပြီးစွမ်းအင်ကိုယူလိုက်ပါတယ်။အဲ့ဒီချိန်အစွမ်းအင်နဲ့နေရလဲလဲချင်းဆိုတာကိုရလာခဲ့ပါတယ်။ဒါကြောင့်ဂျင်ဟုကအီရှီရူကိုအိမ်ကိုတယောက်တည်းပြန်ဖို့ပြောလိုက်ပြီးနောက်မှထပ်တွေ့ကြမယ်လို့ဆိုကထွက်သွားပါတယ်။အီရှီရူကဇွန်ခုကိုပြောဖို့ကြိုးစားပေမဲ့ဂျင်ဝင်းရဲ့နေရာမှာတော့လဲလဲချင်းခံလိုက်ရတဲ့အရေးစစ်သားကရှိနေခဲ့ပါတယ် တဖက်မှာတော့ဂျင်ဟူးကကင်းဆောင်ရဲစစ်သားနဲ့နေရကတကယ်ကြီးလဲသွားခဲ့တာကြောင့်ကျဉ်တ်နေပြီးသူကကန်ဆယ်လင်းနဲ့တူသူ့ရဲ့ဖေစီကိုထွက်သွားပါတယ်အဲ့ဒီချိန်ဂိုင်းကြီးကဝူးနဲ့တူတိုက်ပွဲစီရင်ကိုပြန်လည်လာနေခဲ့ပါတယ်အစည်းအဝေးရဟန်တာတွေကပျော့စိတ်တွေကိုမျှခေါ်ခဲ့ပြီးခုခံလျှက်စစ်လိုင်းကိုတုံးကဘီယင်မောက်ကိုဝင်တိုက်ခိုက်မှာပဲဖြစ်ပါတယ်တဖက်ကပေးတဲ့အကြံပြင်အချက်လက်တွေစစ်ဆေးတာကလည်းဂိုင်းရိုးဘက်နဲ့ကိုက်နေရကြောင့်ဂိုင်းကြီးကအကြံကိုလက်ခံပေးခဲ့ပါတယ်ဒါပေမဲ့သူကခုခံလျှက်စစ်လိုင်းကတကယ်အလုံးမလုံးဆိုတာသိချင်နေခဲ့ပါတယ် ဒါပေမဲ့ဂန်ကြီးကအားလုံးကိုတကယ်လို့ခုခံလက်စစ်တီကလုံးမလုံးရင်ပြန်ထွက်ခဲ့ဖို့မှားရခဲ့ပါတယ်ပြီးတော့ဂန်ကြီးကဝူးကိုဂျင်ဝူးနဲ့ဆက်သွယ်ရပြီလားလို့မေးတော့ဝူးကမရသေးဘူးလို့ပြန်ဖြေခဲ့ပါတယ်တဖက်မှာတော့ယွန်းဝကဗျောင်းနဲ့စားတောင်းနေခဲ့ပါတယ်ဗျောင်းကယွန်းဝကိုမျက်မှောက်ကြီးတုံထားဖို့ပြောကပေါ့ပေါ့ပါပါစတိုင်နဲ့ရှိနေခဲ့ပါတယ်ဗျောင်းကယွန်းဝတို့လို့အက်စရန်ဆိုပေမဲ့သူကငငယ်လေးနဲ့တောင်းချခံထားရတာပါအဲဒီနောက်ဗျောင်းကယွန်းဝကိုအဲ့နေရာကိုတကယ်ကြီးသွားမလားလို့မေးလိုက်ပါတယ်ဗျောင်းအင်းနဲ့ကုတခေါက်တိုက်ခိုက်ရမယ့်အကြောင်းကိုမေးတဲ့ဆိုတော့ကိုသဘောပေါက်သွားခဲ့ပြီးယွန်းဝကခေါင်းငိမ့်ပြလိုက်ပါတယ် တော့ကျွန်တော်ပြန်ကသူကတော့မတော်ဘူးလို့ပြောလိုက်ပြီးသူ့ကိုလာနာချတာဆိုရင်ယုံဝန်ကိုပြန်လိုက်ဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယုံဝန်ကတော့သူ့အနေနဲ့လာမိတ်ဆက်တာလောက်ပေးလို့ပြန်ပြောလိုက်ပြီးစက်တောင့်နေခဲ့ပါတယ်။အရင်နောက်ပြန်ကယုံဝန်ကိုသူကအစိုးရဝန်ထမ်းဆမီးပွဲကိုဝင်ဖြစ်မလို့လို့အသိပေးလိုက်ပါတယ်။ဒါကိုကျတော့ယုံဝန်ကအံ့ဩသွားပြီးဇိုးကဝန်ထမ်းလာလို့ပြီးတော့ပြန်ကခေါင်းညှိလိုက်ပါတယ်။ဘာဖြစ်ဖြစ်သူကတမိုင်းကိုစိတ်ဝင်စားတဲ့သူဖြစ်တဲ့အတွက်တပ်တာတွေကိုလည်းမကြည့်ရင်တော့ဘူးလို့ပြောလိုက်ပြီးတိုက်ခိုက်တာတွေကတမိုင်းထဲမှာပဲရှိနေတယ်လို့ပြောလိုက်ပါတယ်။ တော့ကျတော့ယွန်းဟိုကဟန်တာတယောက်ဖြစ်ပြီးတိုက်ခိုက်ဖို့မကြိုက်တဲ့သူကိုတွေ့ဦးတာပဲလို့ပြောလိုက်ပါတယ်။အရင်တော့သူတို့ကစကားပြောရင်ဆက်တောက်နေခဲ့ပါတယ်။အဲဒီချိန်ဂျင်းဟိုကသူ့ရဲ့အမေကိုလာတွေ့ခဲ့ပါတယ်။သူကဂရင်းမော်မှာလဲနေတဲ့မိမိဖြစ်သူကိုကြည့်လိုက်ပြီးအရင်ကကြောင်းနေကိုသတိရနေခဲ့ပါတယ်။တကယ်တော့သူ့အမေရဲ့ယောဂါကဂျင်းဟိုကြောင့်မီးလောင်တာကနေစတင်ခဲ့တာပါ။ဒါကြောင့်ဂျင်းဟိုကအမြဲတမ်းကိုယ့်ကိုယ်အပြစ်ရှိတယ်လို့ခံစားနေခဲ့ရပြီးသူ့ရဲ့အမေကိုကယ်ဖို့စူးစမ်းနေခဲ့တာပါ။အရင်တော့ဂျင်းဟိုကဆေးကိုထုတ်လိုက်ပြီးဒါကတကယ်ရောလှုပ်ဖြစ်ပါမလားလို့တွေးနေခဲ့ပါတယ်။ ဒါပေမဲ့သူကဒီတော့အရန်ကိုကျူးသွားထားခဲ့တာကြောင့်အရင်ဆုံးစမ်းသပ်ချိဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကမိခင်ကိုပွက်ချီလိုက်ပြီးဇက်သေးကိုဆေးရည်လောင်းထည့်ပေးလိုက်ပါတယ်။ပြီးတော့ဂျင်ဦးကသူ့ရဲ့မိကိုတတ်တာလာပါစေလို့ဆုတောင်းနေခဲ့ပြီးဘော်လဲဆိုတော့ဂျင်ဦးအနေနဲ့အခုချိန်ထိတာမလာအောင်ကျူးသွားခဲ့တာတွေကဒီတော့ဖြစ်နေခဲ့လို့ပါ။တစ်ဖက်မှာလည်းဂျင်နာကကြောင်းတက်နေရင်သူမကစိတ်မပါဖြစ်နေခဲ့ပါတယ်။ပြီးတော့ဂျင်နာကထူးဆန်းတဲ့ခံစားချက်တွေကိုလည်းခံစားနေရပါတယ်။အဲဒီချိန်ဂျင်ဦးကသူ့ရဲ့ခေါင်းအမောကြည့်လိုက်တော့ဂရင်းမောင်မှာထားနေတဲ့မိရင်ဖြစ်သူကိုတွေ့လိုက်ရပါတယ်။ ဒါအောင်မင်းတို့ဂျင်ဦးတယောက်ရန်ဝမ်းသာတော့ခဲ့ပါပြီ။အရင်နောက်မိခင်ဖြစ်သူကဂျင်ဦးကိုသူမအိပ်ပျော်နေတာဘလောက်ကြာသွားပြီလဲလို့မေးတော့ဂျင်ဦးကလေးနှစ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့အမေဖြစ်သူကခေါင်းငိမ့်ပြလိုက်ပြီးဂျင်ဦးကိုလူကြီးတောင်ဖြစ်သွားပြီပဲလို့ပြောလိုက်ပြီးအရန်ပင်မှန်းခဲ့ပြီလားလို့မေးလိုက်ပါတယ်။အမေဖြစ်သူရဲ့စကားကြောင့်ဂျင်ဦးတယောက်ဝမ်းနဲ့တော့ခဲ့ပြီးငိုချလိုက်ပါတယ်။ပြီးတော့သူကအဆင်ပြေပါတယ်လို့ပြန်ပြောလိုက်ပြီးတားမိနှစ်ယောက်လုံးငိုနေခဲ့ကြပါတယ်။ဆေးရုံကဒေါက်တာတွေကတော့ဒဲကီဆူဖြစ်နေတဲ့လူနာကပြန်ကောင်းလာတယ်ဆိုတဲ့အတွက်အရန်ကိုအံ့ဩနေခဲ့ပါတယ်။ အဲ့ဒီချိန်ဂျီနာကလည်းရောက်လာပြီးသူမရဲ့အမေကိုမြင်တော့ဝမ်းသာအားရပြေးပတ်ခဲ့ပြီးငိုနေပါတော့တယ်။ဒါအောင်မြင်တော့ဂျင်ဦးကနောက်ဆုံးတော့စ조사မှုရဲ့ရလက်ကိုမြင်ရပြီလို့ပြောလိုက်ပြီးသူ့အတွက်နောက်ဆုံးကြေကိုရပြီလို့ပြောနေခဲ့ပါတယ်။တဖက်မှာတော့ဂန်ကြီးကသတင်းစာရှင်းလင်းပွဲကိုလုပ်နေခဲ့ပါတယ်။သူကဒီတစ်ခေါက်ဂျေယူကျွန်းကနေပျက်စိတ်တွေထွက်လာတာနဲ့ပတ်သက်ပြီးဖြေရှင်းမှုအတွက်စတောက်ထဂျေယူကျွန်းမှာရိတ်လုပ်ဖို့ပြင်ဆင်ထားကြောင်းရှင်းပြလိုက်ပါတယ်။ပြီးတော့နိုင်ငံလုံးက S run တွေကို၁၀ရောင်းနဲ့ထပ်ပိုလိုအပ်တယ်လို့ပြောလိုက်ပါတယ်။ ဒါအပြင်အားလုံးကိုဘေးကင်းအောင်ကာကွယ်ဖို့နဲ့ထောက်ပံ့ဖို့အီရန်တွေကိုလည်းလိုအပ်တယ်လို့ပြောလိုက်ပါတယ်။ဒီသတင်းကိုဂျင်ဝရုပါဝင်နိုင်ငံလုံးကစောင့်နေကြပြီးစာနခုထဲမှာတော့ဗျောင်းကအန်စစ်ကိုသူကြောက်တယ်လို့ပြောနေခဲ့ပါတယ်။ဒါကိုကြောက်တော့အန်စစ်ကသူလည်းကြောက်တော့ပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အမောင်စွမ်းရှိတဲ့သူတို့တွေကသူတို့ထက်အစာပေါင်းများစွာပိုပြီးကြောက်နေလိမ့်မယ်လို့ပြောလိုက်ပြီးလှုပ်လို့ရအောင်လို့ပြောလိုက်ပါတယ်။တပတ်မှာတော့ယွန်းဟိုကမူးနေကစကားတွေကိုထပြောနေခဲ့ပြီးဒါအောင်မြင်တော့အန်စစ်ကယွန်းဟိုကတာမာပေမဲ့သူ့အတွက်အရေးကြုံတိုင်းကိုကူညီပေးနိုင်တာကငါတို့ပဲလို့ပြောလိုက်ပါတယ် ။တဖက်မှာလည်းဂျင်ဦးတို့အားလုံးကအိမ်ပြန်ရောက်တော့အိမ်တစ်ခုလုံးကဂျင်နာဖွာလာတာတွေနဲ့ပြည့်နေခဲ့ပြီးဒါအောင်မြင်တော့ဂျင်ဦးကမြမဖြစ်သူကိုစူနေခဲ့ပါတယ်။ဒါပေမဲ့အမေရောက်တားလိုက်ပြီး၄နှစ်ကြာပြီးနောက်ပိုင်းပထမဆုံးလို့ရမှာကအိမ်တန်ရှင်းရင်းပဲလို့ထင်တယ်လို့ပြောကအတူတူတန်ရှင်းရင်းလုပ်ခဲ့ကြပါတယ်။အရင်တော့အားလုံးတန်ရှင်းသွားတော့အမေကမိသားစုတပုံကိုကန်ကြည့်လိုက်ပြီးဂျင်ဦးကိုအဖေစီကဆက်သွယ်ရလားလို့မေးလိုက်ပါတယ်။ဒါကိုကြောက်တော့ဂျင်ဦးကမြာဦးလို့ပြောလိုက်ပြီးသူ့စီကိုဖုန်းဝင်လာခဲ့ပါတယ်။ အမေဖြစ်သူကဂျင်ဦးကိုမင်းတို့ရဲ့အဖေကအရင်ကမိသက်သမားလေးလို့ပြောလိုက်ပြီးသူများကိုကုညီရတာကိုသဘောကျလို့လက်ထပ်ခဲ့တာလို့ပြောလိုက်ပါတယ်။ဒါကိုကြောင်းတော့ဂျီနာကလည်းသူမှလည်းဆောင်းတယောက်ဖြစ်လာပြီးလူတွေကိုကုညီမယ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်ဂန်ဟီကဝူးကိုလာပေးတာအတွက်ကျေးဇူးတင်တယ်လို့ပြောလိုက်ပြီးတိုးမတ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ပါတယ်။တိုးမတ်ကနိုင်ငံကြီးကအက်စရန်ရှိပြီးစစ်တပ်တရက်ဆာလောင်းနဲ့ညီမျှတဲ့သူဖြစ်ပါတယ်။ဂန်ဟီကဒီလိုလူကသူတို့စီကိုဘာအတွက်လာမှလဲလို့ဆိုတာသိချင်နေခဲ့ပါတယ်။အဲဒီနောက်ဂန်ဟီကဝူးကိုဂျေဦးနဲ့ဆက်သွယ်အများသေးဘူးလားလို့ထမေးလိုက်ပါတယ်။ ဒါအိုကျော်တော်ဝူးကတိမ့်ချာခင်ရောက်လာမယ့်အကြောင်းကိုပြောပြပါတယ်။ခနာကျော်တော်ဂျင်းဦးကရောက်လာပြီးဂန်ဟီးကအချင်းင်းအားလုံးကိုပြောပြလိုက်ကဒါကနောက်ထပ်၄ရက်ကြာရင်စတင်မှာလို့ပြောတော့ဂျင်းဦးကသူ့ရဲ့ level up ကိုလုပ်ဖို့အတွက်စိတ်ဝင်စားခဲ့ပေမဲ့တဖက်မှာလည်းမိခင်နဲ့ညီမဖြစ်သူရဲ့မျက်နှာကိုပြန်မြင်အောင်နေခဲ့ပါတယ်။ဒါကြောင့်သူကညင်းမလို့လိုက်ချင်းစွမ်းအားတွေကထိမိတဲ့ခံစားချက်ကိုခံစားမိလိုက်ပါတယ်။ဒါအောင်မြင်တော့ဂန်ကြီးကသဘောကျသွားပြီးဒါတော့ဝေးကြီးရအောင်ခန်းစားမိရတာလို့ဆိုကကာယကန်ထဲမှာအက်စထရွန်တွေကခန္ဓာကိုယ်အတွက်လေ့ကျင့်နေရလို့ပြောပါတယ် ပြီးတော့ဂန်ကြီးကဂျင်ဦးကိုကြီးကျင်လာလို့ပြောပြီးခေါ်သွားခဲ့ပါတယ်ဒါကြောင့်ဂျင်ဦးကလိုက်သွားခဲ့ပြီးတစ်ဖက်မှာတော့ဘဲနဲ့မားတို့ကတိုက်ခိုက်နေခဲ့ပါတယ်မားကဘဲကိုလဲချပြလိုက်ပြီးအစွမ်းနဲ့ရောနေရလာလို့မေးတော့ဘဲကအခုကသူကဝန်ထမ်းတယောက်ပဲလို့ပြောလိုက်ပါတယ်ဒါကိုကြီးနေတဲ့ဂျင်ဦးကဘဲကခံနေရတယ်လို့ပဲလို့ပြောလိုက်ချင်းချွဲကရောက်လာခဲ့ပါတယ်သူကတကယ်တမ်းဘဲကတာတိုက်မယ်ဆိုရင်မားတော်မထိန်းနိုင်တော့ဘူးလို့ပြောခဲ့ပါတယ် ဒါကိုကြောင်းတော့အခုဘာလို့အဲ့လိုမတိုက်တာလဲလို့မေးတော့ try ကလူများရှိမှအင်အားကိုချက်ပြတာကမကောင်းဘူးလို့ပြောလိုက်ပြီးမကပြောင်းလဲလာမယ်သူဆိုရင်သူကမကောင်းဆိုးဝါးဖြစ်သွားတာလို့ပြောလိုက်ပါတယ်။ဒါကိုကြောင်းတော့ဂျင်ဦးကဟန်ရှင်းကတကယ်ရှိရပေါ့လို့ပြောလိုက်ပါတယ်။အရင်နောက် try ကတစ်ဖက်မှာထိုင်နေတဲ့လူတွေကိုပြပြီးသူတို့ကကင်းရှီရန်ဂိလ်ကလို့ပြောပြခဲ့ပါတယ်။အဲ့ဒီ change ဘန်နိုင်ငံရဲ့ astro တွေကလည်းရောက်လာခဲ့ပြီးတယောက်ကဂျင်ဦးကိုမြင်တော့အဲ့ဒါကဘယ်သူလဲလို့မေးလိုက်ပါတယ်။ဟာနဲ့ကာဝါကဂျင်ဦးကတိမ်ကြခင်ကမှအက်စထရန်ဖြစ်လာတဲ့သူလို့ပြောတော့ဂိုတိုးကဂျင်ဦးကိုကြည့်နေခဲ့ပါတယ် တဖက်မှာလည်းဂျူးကဂျင်ဝူကိုမြင်သွားပြီးမင်းဆောင်ရဲ့ပွဲကဂျင်ဝူကြောင့်ပြတ်သွားတယ်ဆိုတာသိရသွားခဲ့ပါတယ်။အဲဒီချိန်မာရိုကတော့တိုက်ခိုက်နေခဲ့ပြီးဖာနဲ့ကာဝါကဒါဝကြည့်ကသူမအနေနဲ့ဂိုတိုးရဲ့လက်ချင်းမှုတွေကိုပဲကြည့်ခဲ့တာကြောင့်ဒီဘက်ကအက်စရန်တွေကအက်စရန်တွေကိုမတူဘူးလို့ပြောလိုက်ပါတယ်။အဲဒီချိန်ပတ်တိုးကဝင်လာပြီးပတ်ကဟာနဲ့ကာဝါကိုအခုသူတို့ကိုလှောင်ပြောင်လာလားလို့မေးလိုက်ပါတယ်။ပတ်ကသူတို့ရဲ့ဂိုအချောင်းကိုကြွားနေချိန်ခြားကဝင်လာပြီးလောဝတော်ရီကိုပြောဖို့ပြောလိုက်ပါတယ်။အဲဒီချိန်ဂိုတိုးကအားလုံးကိုလက်ချင်းကလုပ်ဖို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်ဂိုင်းကလည်းရောက်လာပြီးဒါကအကြံကောင်းမယ်လို့ပြောလိုက်ကမီးမော်တိုက်ခိုက်ရေးသမားတွေကိုဖယ်ထားဖို့ပြောပါတယ်။ဒါကြောင့်ယွန်းဟုံကအရင်ဆုံးလက်တတတိုက်ခိုက်မှုကိုပြုလုပ်မယ်လို့ပြောလိုက်ပြီးတယောက်ချင်းမဟုတ်ဘဲအစုတိုက်တိုက်ခိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့အားလုံးကလည်းလက်ခံလိုက်ပြီးလေယောက်တစ်ဖွဲ့စီဖွဲ့ကနေရာယူလိုက်ရင်ဇလန်းလေးကတခန်းရံသွားခဲ့ပါတယ်။